laparoscopy သို့မဟုတ်အနေငယ်ဝင်ရောက်မှုခွဲစိတ်ခြင်းကိုအလွန်ရိုးရိုးရှိရှိခေရောခွဲစိတ်ခြင်းဟုခေါ်ကြပြီးဒီနေ့ခေတ်တွင်အများဆုံးလုပ်ဆောင်ကြသည်ဖွင့်ခွဲစိတ်ခြင်းရဲ့များကုံဆုံးသွားပြီး laparoscopy သည်အမျိုးမျိုးသောနည်းလမ်းများဖြင့်ဖွင့်ခွဲစိတ်ခြင်းကိုကျော်လွန်သွားသည်အခြားသောခွဲစိတ်မှုများအားလုံးကဲ့သို့ gallbladder ကြောင့်များဟွန်းနေများပင် adhesion များမဟုတ်ရင်မကောင်းသောယောဂများကိုပါ laparoscopy ဖြင့်ကင်တွယ်နိုင်သည် ထို့ကြောင့်ဖွင့်ခွဲစိတ်ချင်းကိုကြော်လွန်သွားရခြင်း၏အကြောင်းရင်းမှာယင်း၏အကျိုးကျေးဇူးများစွာကြောင့်ဖြစ်သည်ထို့ကြောင့်ခေယောခွဲစိတ်ချင်း၏အကျိုးကျေးဇူးများကို ကြည်ပါကအဓိကအားဖြင့်စေယုံတွင်နေထိုင်ရမည့်အချိန်ကနေပါခြင်းဖြစ်ပြီးခွဲစိတ်ပြီးနောက်တရက်သို့မဟုတ်နှစ်ရက်အတွင်းလူနာကိုပြန်လွတ်ပေးနိုင်သည်ဖွင့်ခွဲစိတ်ချင်းတွင်တော့စေယုံတွင်နေထိုင်ရမည့်အချိန်သည်၄ရက်မှ၅ရက်သို့မဟုတ်တစ်ခါတလေတစ်ပတ်ကြာနိုင်သည်ဒုတိယအကျိုးကျေးဇူးမှာ အလုတ်တို့အမြင်ပြက်လဲဝင်ရောက်နိုင်ခြင်းဖြစ်ပြီးဆေးရုံမှပြန်လွတ်ပြီးနောက်တပတ်မပြည့်မီအချိန်တွင်းလူနာသည်သူတို့၏နေ့စဉ်လုပ်ငန်းများကိုပြန်လည်လှုပ်ဆောင်နိုင်သည်ဒါပေမဲ့ဖွင့်ခွဲစိတ်ခြင်းတွင်အချိန်ပိုကြသည်တတိယအချက်မှာခွဲစိတ်မှုလှုပ်ထုံးလုံးဤနောက်ပိုင်းတွင်ပိုးဝင်လုံးသည်ပွင့်လင်းခွဲစိတ်မှုထက်စာလျင်လေဆာစကေးတွင်တိတိတတ်တာနည်းသည် နောက်ဆုံးတွင်တော့ခြုံထွက်ရများသည့်အလွန်သေးငယ်သောကြောင့်အမြန်ပြန်လဲကျမ်းမာခြင်းကိုလည်းတွေ့ရသည်ထို့ကြောင့် laparoscopic သို့မဟုတ်အနေငယ်ဝင်ရောက်ခွဲစိတ်ခြင်းကိုကျွန်ုပ်တို့ဘယ်လိုလုံဆောင်ကြသည်ဆိုရင်ဖွင့်ခွဲစိတ်နည်းဖြင့်လုံဆောင်သောခြေနေများကို laparoscopy တွင်လည်းလုံဆောင်သည်ဒါပေမဲ့တခုတည်းကွာခြားချက်ကတော့အလဲပိုင်းကြီးမားသောအမာရုပ်သို့မဟုတ်အောက်ပိုင်းအလဲကြီးမားသောအမာရုပ်မရှိဘဲတင်းဤ1ဘိုက်မှတင်းငယ်သောခြုံထွက်ရများမှတစ်ဆင့်ဖြစ်သည် ဒါကြောင့်အမှန်တကယ်ပြက်လဲကျန်းမာရေးလုပ်ငန်းစဉ်ကိုအမြန်ဆုံးဖြစ်စေပြီးပြက်လဲတက်တာမှု၏အပိုင်းအစတိုင်းကိုအမြန်ဆုံးဖြစ်စေသည်ဒီမှာတခုတည်းသောစိန်ခေါ်မှုကတော့ Opera Cafe အတွက်တွန့်ကျင်မှုအဆင့်ဖြစ်သည်ဒါကတော့လေ့ကျင့်ရမည့်တွန့်ကျင်မှုတစ်ခုဖြစ်ပြီးသင်ယူရမည့်တွန့်ကျင်မှုတစ်ခုဖြစ်သည်